တည်ကြခဲ့တဲ့မန်ချက်စတာဒါဘီပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးနှစ်ဖက်အသင်းကစားသမား9ယောက်မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူအနီကျူတူပါရယ်ဒီအကြိုက်ဆုံး9ရောက်တော့ကျွန်တော်ရဲ့အကြိုက်ဆုံး9 4 3နဲ့နော်1 man of the match ပါညာရွေးပေးတဲ့ပုံစံမျိုးတော့မဟုတ်ဘူးခြေသွမ်းပြကစားခဲ့တဲ့နှစ်ဖက်အတင်းကစားသမား9ရောက်ပြအောင်ရွေးပေးလိုက်တယ်ဆိုတော့သဘောမျိုးပဲအဲ့တော့ယူနိုက်တက်ကစားသမား3ရောက်နဲ့ မန်စီးရီးရဲ့ကစားသမား2ယောက်ယူထားတယ်ယူနိုက်တက်ကစားသမား3ယောက်เนาะပို့ပြီးတော့ဘာကြောင့်เนาะ1ယောက်ပို့သွားလဲများသွားလဲဆိုတော့ရှင်းတယ်ယူနိုက်တက်ကလက်ရှိအချိန်မှာအောက်တင်းဖြစ်နေတယ်အမဘီးစရာရဲ့အဆင့်30နောက်မှာရက်တည်နေတဲ့အတင်းတင်းဖြစ်ပေမဲ့မန်စီးရီးကိုဗျူဟာပိုင်းချက်ချက်နဲ့အကောင်းဆုံးရှင်ပြီးတော့ကစားသွားနိုင်ခဲ့တယ်အတင်းငယ်တွေပုံစံမျိုးပြတင်မလားခန်းစစ်ဇုံထဲမှာပဲဂိုးဧရိယာထဲမှာပဲပိတ်ဆော့ပြီးကစားကွက်မရှိဗျူဟာပိုင်းမရှိရွေချက်မရှိပဲဆော့တာမဟုတ်ဘဲနဲ့ရွေချက်တစ်ခုကိုပေါ်လွင်အောင်ကစားသွားနိုင်ခဲ့တယ် ဒါတော့တယောက်အမြင်နဲ့တယောက်တူကျွန်မတို့တူလိမ့်မယ်ကျွန်တော်တို့ United ကစားဖို့ကြိုက်တယ်မကြိုက်ဘူးပြောတဲ့ညီကိုလည်းရှိမှာပဲတိုးတော့ကန်ရတဲ့တင်ရတခြားသိမဟုတ်လေ Man City Man City ဒီရဒီမှာတိုင်ပတ်နေတယ်ဆိုတော့ညာလေနီးပြ Pep Guardiola ကစားနေတဲ့ကစားသမားတွေထဲမှာကဘာစင်ကစားသမားတချို့ရှိနေသေးတယ်ဒီလိုအသင်းမျိုးကိုတေခံကစားနိုင်တာကျွန်တော်ကတော့ fair ဖြစ်တယ်လို့ယူဆတယ်ဗျာမစိုးဘူးပေါ့နော် Man City ဘက်ကပြန်တွေးကြည့်ရင်တော့ဒါတေရလက်ကနစ်နာမှုအနှဲငယ်ရှိခဲ့တယ်ဘာကြောင့်တော့ EPL ကိုရည်ရွယ်ထားတဲ့ရည်ရွယ်ချက်ချင်းမတူဘူး။မန်စီးရီးယားကကြတော့1 to 4ဝင်ဝင်တနေရာအတွက် try ရမယ်။ Man United ကအရှင်းနဲ့ဒီအားဒီ EPL မှာအဆင့်ဘလောက်ပဲရက်တည်ရက်တည်။ Ruben Amorim နဲ့မဆိုင်ဘူး။ Amorim ကိုလည်းဘာအပြစ်မှပြောလို့မရဘူး။ United ရဲ့ရည်ရွယ်ချက်ကသူပြပမှာယူရိုပါလိဘူဆွဲအောင်လုပ်ရမယ်။ဆွဲတယ်မဆွဲဘူးပြောတာမဟုတ်တော့တကားတဲ့ဟိုရှင်းပြရဲ့။သူတို့ကဘူဆွဲဖို့အတွက်ယူရိုပါလိမှာပဲအဓိကကြိုးစားမှာ။ယူရိုပါလိဘူဆွဲမှသာလျင်ချန်ပီယံလိဝင်ခွင့်ရမယ်။ EPL မှာတော့ဘာမှမဖြစ်တော့ဘူး။အဲ့ဒါကြောင့်ဒီတေရလက်ကမန်စီးတီးအတွက် အများကြီးနစ်နာတယ်အချက်စီးတည်ကြတဲ့အချိန်မှာမန်စီးတီးကလည်းအနိုင်မကန်နိုင်ခဲ့ဘူးပေါ့နော်အဲတစ်ဖက်ကချယ်ဆီကပြန်စည်းစားပြန်တော့လေဘရန်ဖို့တောင်အနိုင်မကန်ဘူးယူနိုက်တက်ကိုအနိုင်မကန်နိုင်တယ်နဲ့ဘရန်ဖို့အနိုင်မကန်နိုင်တာတော့မတူဘူးပေါ့နော်အဲ့တို့ကြောင့်ဒီဘွဲပေါ်မှာရွေးချက်ချင်းကွာတယ်လို့ကျွန်တော်ပြောချင်တာပါโอเคအဲ့တော့ယူနိုက်တက်တေးရလည်းရအောင်တထောင်တနေကဆွမ်းဆောင်ပေးသွားခဲ့တဲ့ကစားသမား၃ယောက်ကဘယ်သူတွေဖြစ်မလဲမက်ဆီးဒီးရဲ့ဒီပတ်စင်နေအများကြီးနဲ့ပိုဇီရှင်ယူပြီးကစားတဲ့ဟန်မှာအကောင်းဆုံးမက်ဆီးဒီးရဲ့ကစားသမား၂ယောက်နဲ့ပတ်သက်ပြီးအရင်ဆွေးနွေးပါမယ်ရူဘင်ဒီးယက်စ်နဲ့အိုမာမမိုးရှ်ဖြစ်ပါတယ်အဲ့တော့ရူဘင်ဒီးယက်စ်ကို ော့ကျွန်တော်ပွင့်လင်းပြောရင်မန်စီးရဲ့နောက်တန်းမှာအကြိုက်ဆုံးပဲမန်စီးမှာလည်းကျွန်တော်ကြိုက်တဲ့ကစားသမားနည်းနည်း limited တော့ဖြစ်တယ်ကျွန်တော် Ruben Dias, Rodri, Erling Haaland စတဲ့ကစားသမားတွေကိုကြိုက်တယ်ဒါကျွန်တော်အမြင်တော့တော်တော် ဒီနေ့ပွဲတင်မှာကျွန်တော်အိုမားမမိုးရှ်ကိုပါနည်းနည်းလေးသဘောကျလာတယ်ပေါ့။ထပ်ပါပြောချင်တာရူဘင် DS ရဲ့ဒီနေ့ပွဲတင်ဦးစီးဦးဆောင်မှုပြုနိုင်သွမ်းပေါ့။ရူဘင် DS မပါဘူးဆိုရင်တစ်ဖက်က Josh Cavaldi ကိုဘလောက်ပဲကောင်းကောင်းငဲကုန်ဘလောက်ရှိရှိစက်ကေးဘလောက်ကျန်ကျန်မလွယ်ဘူး။အဓိကအတွေ့အကြုံနဲ့ leading လုံးနိုင်သွမ်းလို့တယ်။စကားကြုံလို့ဟိုထပ်ပြီး Vaji Van Dijk အကြောင်းကျွန်တော်ပြောလိုက်ပါဦးမယ်။ Vaji Van Dijk တို့နာမည်ကြီးတယ်နော်။ကမ္ဘာ့အဆင့် defender ဖြစ်လာတယ်ဆိုတာစက်ကေးကောင်းအောင်တစ်ခုတည်းမဟုတ် ဲ့လိုမျိုး leading လုပ်နိုင်တဲ့ skill ပါသူဥဆောင်နိုင်တယ်ဗျနောက်တန်းတနေရာ Ruben Dias မှာလည်းအဲ့လိုသွေးမျိုးအဲ့လို skill မျိုးအပြည့်ပါတယ်ဘောလုံးကျွမ်းကျင်မှုတွေမဟုတ်ဘူးအဲ့လိုနောက်တန်းကိုဥစည်းဥဆောင်မှုပြုပြီးတော့ငါတို့ဘယ်လိုကစားမလဲရှစ်တက်နောက်ဆိုဘယ်လိုမှတ်မှန်းစော့မယ်ဆိုပြီး United ရဲ့တခါတည်းရန်ထွက်လာတဲ့ counter attack တွေကိုအကောင်းဆုံးနောက်တန်းမှာ ကစားပြီးသွားခဲ့တယ်အဲ့တော့ကျွန်တော်ကတော့ Ruben Dias ကိုဒီနေ့ပွဲတော်တော်ကြိုက်ဒီနေ့ပွဲမှာမဟုတ်ပါ Ruben Dias ကစားတဲ့ပွဲတိုင်းကြိုက်တယ်ချန်ခိုင်မှုသာပြည့်နေတယ်ဆိုရင် Ruben Dias ကကမ္ဘာအကောင်ဆုံးနောက်ခံလူတွေရဲ့တယောက်ဆိုတာကျွန်တော်ငြင်းလို့မရဘူး Bobling လည်းရတယ်ပိုက်နေလည်းရှိတယ် Portugal defender တယောက်ပါကျွန်တော်ကတော့ Ruben Dias ကိုဒီ Man City ရဲ့အကြိုက်ဆုံး၂ယောက်ထဲကကစားသမားတယောက်အဖြစ်ရွေးပေးပါတယ်နောက်တစ်ယောက်ကတော့ Marmoush ပေါ့မမိုးရှေကောင်းချောင်းနေနော်ဂွန်ဒရက်တွေကိုကျွန်တော် review ထဲမှာလဲချီးကျူးပြီးသွားရင်ဒီကောင်တကယ်ကောင်းတာဗျ။အိုမမိုးရှ်ကလေသူက စွဲစုံရတဲ့တိုက်စစ်ကစားသမားလို့ပြောရမယ်အားလင်းဟာလန်တို့နဲ့မတူဘူးနော်ဟာလန်တို့ကသူကလုံးဝ number 9 row စစ်စစ်ကစားသမား channel တွေကနေသွားမယ်ဆိုရင်တိတ်အဆင်မပြေသလိုတချို့တော့ဟို bitet တွေပြန်ပုံဖော်ပေးရမယ့်အခြေအနေပဲဖြစ်ဖြစ်အဝေးကနေကန်ရမယ့်အခြေအနေမျိုးပဲဖြစ်ဖြစ်နော်ဟာလန်တို့လိုအပ်ချက်တချို့ရှိပေမဲ့ mamush ကတော့အဲ့လိုမဟုတ်နေရာဇုံက mamush တီဂိုးသွင်းနိုင်တယ်ထိုးပေါက်နိုင်တယ် free kick တွေလည်းရတယ်အပြေးလည်းအရင်မြန်တယ်အဲ့ friend ဘက်မှာနာမည်ကြီးတယ်ဆိုတော့အလကားကြီးတာမဟုတ်ဘူးဗျတကယ်ကောင်းလို့ကျွန်တော်ကပြောနေပြ mamush ဘွဲတွေကို friend ဘက်နဲ့ န်စင်အချိန်ကာလတော့အဲ့လောက်ထိမကြည့်ဘူးဗျာအဓိက EPL ပဲကျွန်တော် focus ထားပြီးကြည့်တာ哦ကျန်တဲ့ဘွယ်ကမက်ဒရစ်ဘာစီလိုနာအဲ့ဒါလောက်ပဲဒါပေမဲ့မြဝါးတင်းနေမြင်ရတဲ့အချိန်မှာအိုမမွတ်ကတကယ်ကောင်းတာဗျာအဲ့တော့မာမိုးရဲ့အသက်အရွယ်ကလက်ရှိ prime time ကိုရောက်နေတယ်မစီးဒီမှာနောက်ရာသီဒီထက်ပိုပြီးတော့ထွန်းတောက်လာဖို့ရှိတယ်ဒီနေ့အိုမမာမိုးရဲ့တချို့သောကန်သွင်းဦးချက်တွေအိုနနာသာမကာကွယ်နိုင်ခဲ့ဘူးဆိုရင်မမိုးရှေ့အတွင်းကိုတွေကလှပပြီးဝင်သွားဖို့ပဲရှိတယ်။နှစ်ဂိုးလုံးပထမ free kick တကူလည်းလှတယ်။ဒုတိယမြောက်ကန်သွင်းချက်ကလည်းတော်တော်လေးလှခဲ့တဲ့အခြေအနေပါ။ဆိုတော့ ျွန်တော်မာမို့စ်နဲ့ရူဘင်ဒီးယက်စ်ကိုမက်ဆီဒီရဲ့အကြိုက်ဆုံးကစားသမား2ယောက်ထဲမှာကျွန်တော်ယူပြီးပါတယ်။ကဲအဲ့တော့ United အကြိုက်ဆုံးကစားသမား3ယောက်ပဲလှည့်လိုက်အောင်ကျွန်တော် United အကြိုက်ဆုံးကစားသမား3ယောက်ကိုတော့ Bruno Fernandes ရဲ့ Casemiro ရဲ့ Andre Onana ရဲ့ကိုယူချက်ထားပါတယ်။အဲ့တော့ဘာကြောင့်ကြိုက်လဲကျွန်တော်ပြပြမယ်။ Bruno Fernandes ကတော့ United နော်အခုနောက်ပိုင်းခစ်ပဲထားပါတော့ဗျာခေါ်ဦးခဲ့တဲ့ကစားသမားတွေတမအမှန်ကန်ဆုံးနဲ့အကျိုးပြုဆုံးကစားသမားပဲပြိုင်ဘက်ပြိုင်သက်တွေကတော့သူ့အမြင်ကန့်ကန်မယ်ကျွန်တော်တို့အရင်အရင် Bruno ကိုအမြင်ကတ်တာအတော်တော် ူပြိတ်သက်တော့ကြတော့ဒီဘက်ကတကယ်ဟီဒီဘက်ကလုံးဝသွားပြီးတော့ short တွက်လို့လည်းမရဘူးရှုပ်လို့လည်းမရဘူးသူ့ရဲ့အကောင်းဆုံးအချိန်တွေမှာဒီအတင်းတော့ပဲပေးဆက်ပြီးဆော့သွားတာတကယ်ပေးဆက်ပြီးတော့သူ့ကိုကသမဘောကအနားယူ legendary တယောက်အဖြစ်တက်ကိုတက်မှတ်မှာ Bruno Fernandes က တော့ဘရူနိုဖာနန်ဒက်စ်ဒီနေရာတော်မှာရှိတယ်နီးပြဘလိုကစားခိုင်းခိုင်းကစားတယ်ဥသည်ဥဆောင်မှုအပြည့်နဲ့အမြဲတမ်းလိုလိုနိုင်ပွဲပေါ့နော်စာလောင်မှု ပြင်းပြနေတဲ့ကစားသမားတယောက်ပါအဲ့တော့ဒီနေ့ပွဲစဉ်မှာဆိုလဲဘရူနိုဖာနန်ဒက်စ်ဒီနံပါတ်10နံပါတ်8နံပါတ်6နေရာမျိုးစုံလှည့်ပတ်ပြီးတော့ကစားသွားခဲ့ရတယ်အဲ့တော့ဘရူနိုရဲ့ကောင်းကြောင်းကိုပြောမယ်ဆိုရင် ဒါယူအီနေတခါလာလဲဘရူနိုကောင်းကြောင်းတခါလာလဲဘရူနိုကောင်းကြောင်းဖြစ်လိမ့်မယ်မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကလည်းလက်ရှိချိန်မှာအကောင်မောင်းတဲ့နဲ့ငါတို့အတင်းကကစားသမားဆိုပြီးထောက်ပြစရာဆိုလို့ဘရူနိုဖာနန်ဒက်စ်တယောက်ပဲရှိတယ်အဲ့တော့ဘရူနိုတော့ကျွန်တော်ဒီနေ့ပွဲ တော်တော်လေးကြိုက်ပါတယ်ကဲနောက်တစ်ယောက်တန်ပေါ့နော်တန်ရောအဓိက vision ပေါ့ဗျာ vision နဲ့ experience ကတော့ကျွစင်ပေါ့သူကောင်းစဉ်အချိန်ကာလတုန်းကလည်း bro သွားတားလို့မမင်းရတာတန်နော် real madrid မှာ ရောက်စဉ် pride တိုင်းမှာတုန်းက number 6 number 8 number 10ဒီခါလေးကျရင်တန်က number 9နေရာမှာပါဒီကစားခဲ့တဲ့ ကစားသမားတစ်ယောက်အဲ့လောက်ထိကိုတန်သည် central zone ဘယ်နာပဲတော်တော်တွားပြီးကစားနိုင်တယ်ဒီနေ့တချို့ပြစ်ခဲ့တဲ့တက်ကယ်တွေလည်းအရန်ကောင်းတယ်တန်ရဲ့ experience ကအတိုင်းသာမြင်တွေ့ခွင့်ရခဲ့တယ်ပေါ့နော်သူ့ကိုပေးနေရတဲ့လောက်ခပမာဏ ာများပြခြင်းဘာညာဒါကတော့တပိုင်းဗျာเนาะခေါ်ဦးခဲ့တာပြောင်းရွှေ့ခြင်းများတာဘာညာတပိုင်းသို့တော့တချို့တော့ပွဲတွေမှာအတင်းတော့အချိုးပြူတယ်ဆိုတာလည်းညင်းလို့မရဘူးဒီနေ့ပွဲစဉ်မှာတန့်မရှိပဲဘေးနာကဘယ်သူပဲတရွဲ့အစ်စင်မပြူတန့်ရှိမှအောင်ရလိမ့်မယ်ကျွန်တော်အဲ့ဒါ preview ထဲမှာလည်းပြောပြီးဖြစ်တဲ့အတွက်အထွေထူးဟိုမပြောလို့တော့ဘောเนาะတန့်အောင်တော့ကျွန်တော်အေး United အကြိုက်ဆုံး၃ယောက်ထဲကတယောက်ဖြစ်ကျွန်တော်ထည့်တယ်။အဲ့တော့နောက်ဆုံးတယောက်ကတော့ရှင်းတယ်။ Andre Onana ။ဟိုကောင်းရင်ကောင်းတယ်ပြောမှာပဲ။ဟိုမကောင်းရင်မကောင်းဘူးပြောမှာပဲ ကျွန်တော်သူလဲဒီ Robert Sancho ကို Chelsea နဲ့ပတ်သက်ပြီးတောက်လျှောက်ဆဲပေမဲ့ Brentford နဲ့ပွဲစဉ်မှာ Robert Sancho ကောင်းခဲ့တယ်ဒီနေ့ပွဲစဉ်မှာလဲ Andre Onana အဲ့တိုင်းပဲ Onana ရဲ့ပို့ထုတ်ကောက်ွယ်မှုနှလုံးမဟုတ်ဘဲနဲ့တလုံးပဲလွဲအဲ့ဂိုးတကူပေးဖို့ပေးရမှာတော်တော် Andre Onana ဒီနေရာအုံမမှန်တဲ့အကောင်းဆုံး save သွားခဲ့တယ်အဲ့တော့တချို့ပို့ထုတ်ကောက်ွယ်မှုတွေမှာမေုံကြီးနိုင်စရာကောင်းလောက်တဲ့အခိုက်အတန့်လေးတွေရှိတယ်ထားပါတော့ဗျာ free kick twin ကကန်သွင်းချက်လှတယ်ကောင်းတယ်ဆိုပေမဲ့အရင်ကြီးတောင်းမကြတော့ okay ထားလိုက်ဒါပေမဲ့ဒုတိယ twin ကိုဆိုရင်ဝလုံးတို့ကြီးလာတာလေဗျာကြောက်စရာကြီးအဲ့ဘောလုံးကြီးရအောင် ဖမ်းသွားခဲ့တယ်အဲ့တော့ unreal နာနာရဲ့တချို့သောစွမ်းဆောင်မှုတွေကအတင်းတွတ်အများကြီးထောက်ကူပြုခဲ့ရလို့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ဒီ United Mercedes Manchester Derby ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးနှစ်ဖက်အသင်းကစားသမား9ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးခဲ့တာပါအဲ့ကျွန်တော်ညီကိုရဲ့ဆွေးနွေးချက်လေးလည်းသိချင်ပါတယ်ခင်ဗျ comment မှာရေးသားပေးသွားကြပါဦး